တို့ညာကိုအားပေးနာဆင်နေကြသူညာအလုံးမင်္ဂလာပါရှင်။ဆရာမကြီးကျင်ရင်တို့ရဲ့ဝလဲတော်ရွေးပစိုးတန်းထိုးလို့ကြုံမယ်အပိုင်းရှိကိုဆက်လက်တင်ဆက်ဖက်ပြပေးသွားပါမယ်။ခင်ခင်သူဝလဲတော်ရွေးပစိုးတန်းထိုးလို့ကြုံမယ်အပိုင်းရှိပိမ့်ပိမ့်နေသည့်အမောင်ထဲမှာထူးထူးဆန်းဆန်းအလင်းအပြင်းနေမီးစလိုက်စိုက်ထိုးတာတလို့ကွက်ကွက်ကလေးလင်းနေသည် ကောင်းငင်နောက်ခံရောင်ဖြင့်အဝေးချင်းတွင်မြင့်တစ်ဖက်ကန်ကအလင်းရောင်တွေကိုမြင်ရတော့လေကျေရောင်လောက်တောင်မလင်းညင်ခင်တော်ကလူသူတယောက်တလေမှမရှိတော့အမောင်ကြီးထဲမှာတယောက်ထဲရရင်ချွေးတွေစုနေသည်လူသံတွေကြားရတော့လည်းမမြင်ရတချင်းတံတွေကိုတော့ကြားနေရသည်စိန်ခွာတံမြည်ရန်ပြောပန်းခင်းတဲ့လမ်းကိုပြောအတဇနီဇက်ခတ်ကိုရော့လိုလာပေါ့ကိုကြီးကျော်ဝစ်လဲတော့ဝစ်လဲတော့ ရွှေပစိုးတန်းထိုးလို့ကြိုကြပါနော်လက်ကြီးကိုမျောကြော်ကိုသာတအဟုတ်ပရလိမ့်မလွဲနော်အရက်နဲ့ကြက်ကြော အချိန်မလက်စီဖို့လာဗန်လက်ကြီးလာလိမ့်မယ်လာဗန်လက်ကြီးလာလိမ့်မယ် လိုအတန်ကောင်းတာမျိုးခင်းနှောင်းတက်တက်မကြဘူးရဲ့ရှေးရမြမကြီးတွေဆိုတဲ့ဒီအတန်မျိုးဆိုတော့ခင်းနှောင်းသိနေသည်ခင်းနှောင်းရှိရင်ကိုကြီးကျော်ကလက်နှစ်ဖက်ပိုက်ရင်ခေါ်လျက်ကပြုံးမိမ့်မီရက်လွနေသည်မဟာနဖူးကျဲကြီးကိုအစထောင်ပေါင်းထားသောစိန်ချဲကောင်းပေါင်းကလှုပ်လိုက်တဲ့အယောင်တွေထွက်နေသည်နှောင်းကလည်းဈေးကောင်ရှိနေပြီလက်ညှိုးနဲ့လက်ကလေးကြားကစီကရက်ကလည်းမိခိုးငွေတွေကလှိုက်တက်နေသည် လေပင်မှာတည်ဆွဲထားသောနင်းစီပံရနံနှင့်ရင်မွေးရနံတွေကခင်းနှောင်းကိုစပယ်ကြီးမွေညွတ်သလိုရနံတွေထဲမှာမူရစ်နေတာမျိုးဖြစ်သည်အနူးညံ့ဆုံးရွှေနှမ်းမြင်များလှိုင်းကြီးချိတ်အကျော်အနှင်းရက်ထားသောဝက်လဲတော်တောင်ရှိပစိုးကြီးကတော့ခန့်ကြားသလောက်အစ်ဆက်ပြောင်ရောင်းလာသည်ခင်းနှောင်းကသတိပြန်လဲလာသလိုပန်းတော်ဆက်ဖို့ရှေ့ကိုတလှမ်းတိုးလိုက်တော့ကိုကြီးကျော်နောက်ပါမှရှိနေသည့်နဂရော်ကြီးတယောက်ရှေ့ထွက်လာသည်ဒီနဂရော်ကြီးကိုပန်းဆက်လိုက်ရမှာလားခင်းနှောင်းမသိကိုကြီးကျော်ကတော့လက်ပိုင်ပြုံးနေသည် နဂရော်ကြီးကခင်းထောင်းကိုစိုက်ကြည့်နေပြီခင်းထောင်းကြောက်လိုက်တာခင်းထောင်းဘသူ့ကိုပန်းတော်ဆက်ရမှာလဲခင်းထောင်းတော့မှခေါ်တန်ကြားလိုက်ရသဖြင့်ပြောသွားသည်သူတယောက်တည်းမဟုတ်တာသိကြပြီအတန်ရှိရာလှည့်ကြည့်လိုက်သည်ခေါင်းပေါင်းစာကိုခန့်ခန့်ခိုင်ပောင်း၍ဝေလဲတော်ပစိုးခနှွမ်းနှောဝတ်ထားတာကရောဘသူလဲခါးစည်းငယ်မှဝေသည်လီပျော့ရှာလွန်သည်တကြွန်းတင်လို့တင်ပစိုးမှာပိုးထမင်းနှင့်အင်းကြီးငယ်မှခါတာအလေကိုဖွာဘယ်ညာနောက်က

န်းခတ်တို့ငေဖလားကိုတစ်ဖက် လောင်းကျက်ပြာကြားကိုတစ်ဖက်မြောက်ချီချကြည့်ညနာကြီးဟာနှစ်ပူးတလူလူရီဝေးဝေးမယမနာဒလိန်ထူအောင်ကနေတော့ကိုကြီးညူကခင်းနောက်တအံ့တော်ငေးမောကြည့်နေမိ၏ဒီမြင်ကွင်းကိုခင်းနောက်ကြည့်လို့မဝနိုင်လို့ငင်းနေမိခြင်းဖြစ်သည်ကြလောင်းကျက်တိုက်ခင်းနောက်မြင်မှုပေါင်းများလာတော့လေကိုကြီးညူကျက်တိုက်ပုံလောက်ကြည့်ကောင်းလာမျိုးမတွေ့ဘူးခဲ့ကိုကြီးညူဒီပင်လူသားနဲ့မတူတော့ပဲနှစ်တစ်ပါးပါးနဲ့တူနေသည်ပွားရက်တဲ့မဲကပေးတဲ့ပိုးသေးမပါခေါင်းပေါင်းပြား လင်မာရစ်လို့ထားတာကခန့်လိုက်ပါပြီနရဏီရွှေဖလားနဲ့အားတက်ဖို့အသာပြင် ရောကွက်ရည်စင်ချက်ပူတိုက်လို့လွတ်လိုက်ရင်မမောခင်ငွေယူရီချက်ဖန်ရန်အောင်နဲ့ဒီတခါရှိုင်းကို ကျအောင်ခွတ်လိုက်ပါຢ່າကြအယောင်တစ်ဖက်ဖက်လက်နေသည့်ရီဝေတီတီမျက်လုံးတွင် လေကိုင်းညှို့နှုတ်ခမ်းပါပါ ထောင်းဆက်ဆက်မေယောကကမုံမုံမောင်မောင်ရေုပ်ကြီးပေါ်တင်းတင်းရင်ရင်စီးနောင်ထားသောပိုးပိုဟာစားကရေရေထင်းကြွနေသည်တကူလုံးလဲပိုးကလေးပါရည်တွေထုံးနေအောင်လိမ့်ထားသလိုမှုရနဲ့နေတင်းပြန့်နေတာလည်းခင်းနှောင်းဆွဲမဲ့သည်ဖေးမောက်ရိုက်တန်တွေအငိမ့်မှာလှူရှားမှုတွေလည်းငြိမ်လာခဲ့သည်ဒီတော့မှမျက်နှာကိုအကဲဖမ်းမိတော့သည်နှောင်းနှင်းပါးစီမှာကက်ကြီးကြညီးလာသည်ညရည်တီလံပြာဝဆန်ကပါရံမှာတွေ့ခွေ ပြန်လိုက်လို့လာခဲ့ပြီလို့ဆိုလို့တိမျက်နာတင်းနေခင်ဗျာမျက်နှာကြောက်ခင်းနောက်မမိပြီ။အိုးကိုကြီးညိုခင်းနောက်ကအားရဝမ်းသာကိုကြီးညိုထံပြေးဝင်လိုက်သည်။လက်ထက်ကပန်းစည်းကလေးကမ်းလိုက်ခြင်းလို့ဖြစ်သည်။ရော့အင်လှမ်းပြလိုက်သည့်တိုင်ကိုကြီးညိုကမမိတမီ။ဒီတော့မှပဲရုတ်တရက်ဆိုသလိုသကဝါဝင်းကြီးတပင်ကဣကနေပြူကြလာကကိုကြီးညိုအပေါ်တဲ့တဲ့ကြီးပြကြသွားတော့၏။ခင်းနောက်အတန်းကုန်ဟိ၍အော်လိုက်မိတော့သည် ခင်နောင်ဤအော်တန်ကပဲ့တင်တန်းကြီးထက်နေလေခင်နောင်ခင်နောင်ထဆန်းဟဲ့အေးကြော်ခင်နောင်ကိုဖြံဖြံကွယ်နှိုးနေရသည်ဒီမင်းကလေးခါတိုင်းဒီလောက်နှိုးရတာမဟုတ်အေးအနေဆက်တာအေးကြော်သိပြီသားဘလို့တပတ်များစီးနေရောသလားခြောက်စားစရာအိမ်မက်တွေတွေကရုံထွက်လာခဲ့ရတော့ခင်နောင်နှိုးစာတော့ကတော့ဘာမှမမြင်မသိတစုံတစ်ယောက်ကနှိုးနေသည့်တိုင်ချက်ချင်းအသိမဝင်သေးသလိုကြောင်နေမိသေးသည် ူဘေးနှစ်ဖက်ကလေပင်ညာယူကြနေတော့လာယောင်ကြီးကြီးကြောင့်မျက်စိပြီးချင်းချက်တလို့ခန်းစားနေရတယ်။လာယောင်နေလင်းလာကြီးလား။နေပါဦး။ဘသူကနှိုးလိုက်တာလဲ။အိမ်မက်ထဲမှာသူပိတ်မိနေတာတော့ဖြက်ခနဲ့မှတ်မိနေတယ်။အမလီအိတ်လိုက်တာခရဲမှချစ်ခင်ထတော်တဲ့အရိုက်ခံရလို့တဲ့။အကြီးကျော်ဆူဆူဆဲဆဲတအားလုံးတော့မှခင်တော့ငောက်ခနဲ့ထထိုင်လိုက်ပြီးတော့ဒီသူနာတဲ့ဇွေးဇွားဖြစ်နေတာကိုအကြီးကျော်ကကြားသမျှပြန်ပြောပြနေသည်။အိုးဖေဖေ ဘာတွေများဖြစ်ကုန်တာပါလဲမထိတ်တာမလန့်တာခင်းနောက်အိမ်မက်တွေမကောင်းတာဒါကြောင့်များလားအိမ်မက်ထဲကလူကအမောင်လေးမှမဟုတ်တာလေမင်းအောက်ကခင်းနောက်ငုံထွက်လိုက်တော့ဘာစကားတခေါ်မှမပြောဘဲသူ့အနိုးကိုစောင့်နေသည်ကုကြီးညူကိုတန်ငနဲ့တွေ့လိုက်ရပြီးရင်တွေဖိုးသွားမိရသေးသည်ကုကြီးညူကမျက်နှာမကောင်းအမောင်လေးဘယ်လိုဖြစ်တာတော့ကုကြီးညူဟမ်ထတော်တဲ့လူရိုက်လို့ဆိုပြီးအော်ကြတဲ့အတန်ကြလို့ကျုပ်ချက်ချင်းထပြေးကြည့်တာကျုပ်တို့လူကိုရှိခင်ကြီးဖြစ်နေတာရဲ့ အဲ့ဒါဟာတရီကောင်းကောင်းမရလို့ကျုပ်အိမ်မှာလူဆောင်နေခဏထားခဲ့တယ်။ခင်နောင်းတို့လက်ချွတ်တဲ့နေရာကျုပ်ပဲတည်တာမို့လား။ရေရွှေစေးုံပေါ်မှာကောင်းမယ်ထင်တယ်။အတော်အေးရေလုတ်ပါအောင်။ကိုကြီးတမောင်တို့ကိုကြီးတို့လုတ်ကြပါအောင်။အမောင်လေးခင်နောင်းမှာကိုကြီးညိုပြောသလားနေမင်းခြေမကိုင်းမိလက်မကိုင်းမိမျက်ရည်တွေစီးချလာတော့ကြီး။အမောင်လေးတရီလစ်နေတဲ့ရေရွှေစေးုံပို့ရမယ်တဲ့။ဒံရကတော်တော်များလေသလား။အမောင်လေးတခုခုဖြစ်ရင်ခင်နောင်းတို့မှာလက်တူငါယူမြက်ဖြစ်ရချင်ရဲ့။ ရွာအဖေတို့အမေတို့စီလည်းခင်းနားဆက်ရောက်သွားသည်ဒီတင်းကြလျင်စိတ်ပူကြရှာရော့မည်။ကဲငိုနေလို့မပြီးဘူးဒီလိုလို့ငါနဲ့ငကြီးရေတကြိုလိုက်သွားမယ်။နင်တို့မနဲ့ဝီလီဝင်းလောက်ရာပြန်ညကိစ္စပြီးရင်တို့လည်းရွာပဲပြန်ခဲ့မယ်။ကျုပ်ကျုပ်လည်းလိုက်ပြရစီတော့နင်နေခဲ့ခင်နာငါတို့ပါနေမှာတော့ပါပုံမနေနဲ့ကိုရွာသားကလေးဟာငါတို့ဆောင်းဆောင်မှာပေါ့မင်းကလေးပါရင်အလုပ်ဖြစ်တာဟာကဲသွားကြစို့လက်တယ်မမိလိုက်တာနာချက်กว่า ကိုကြီးကတော့တောက်တစ်ခေါက်ခေါက်လုပ်ရင်မကြည်မနဲ့ပါသွားတော့ ਈ ခင်းအောင်လမ်းမေးထိုင်ချာကအာရပါရချုံမွေးချငိုလိုက်မိတော့သည် အမေပါမလားတဲ့နေကြမှာဖြစ်ရလိချင်းရဲ့လို့လဲအမေကိုလှမ်းအောင်မေးမိလိုက်သည်အဖေနဲ့အမေတင်ရင်ခွဲချရှာမှာအရှင်ဖေဟာကံကောင်းထောက်မလို့အမောင်လေးဘာမှမဖြစ်ပါသေးနဲ့ဖေအမေဖာကိုရင်ရုံးမကွာလောက်ကင်ကျွေးနေတဲ့ကြီးစုရှင်ပါဖေခင်းအောင်ဖေကိုသာတာပြီးဆူတောင်းလိုက်မိသည် အမောင်လေးတယောက်သူမအပေါ်မှာဖေလာအပေါ်ကြကြငေါငေါငန်းငန်းခင်းနောက်အမောင်လေးကိုချစ်သည်တတော်ရေစေးမှာဆက်လီငါပြီးချင်းွင့်မြေကိုအတိုင်းရေစကြူအသွာလမ်းတစ်လျှောက်လုံးအမောင်လေးနနာချင်းချင်းဝေဒနာတွေခံစားသွားရရှာလိမလားခင်းနောက်ရင်မှာပူပူလောင်လောင်ကြီးကိုခံစားနေရပါသည်အေးကြွားတော့တပတ်ကလေးပုတ်တင်ကလက်ရောက်မြကြီးပေါ်ထိုင်ချရင်နံပါတ်စီလက်ဟုတ်ကလေးချီလို့မောင်ဝင်းကျော်ကိုတိုင်တယ်နေလေသည်ဖေးကျော်တခင်နဲ့တခင်ပဲတခင်နဲ့အယောက်လှမ်းနေကြတဲ့သူတွေပါဗျာ တခင်သားတော်တခင်သမီးတော်စစ်စစ်တွေပါဖေ။ကျုပ်တူသူတော်ကောင်းကလေးအပြော့မတတ်တာလားရှိတာပါဖေ။သဘောတကားရများအမတန်ကောင်းသူပါ။နထိန်နေရများမှာအဆလူချင်းမိပါရိုသေးသူပါဗျာဆယ်ရင်းစေတနာကလည်းဖြူပါရဲ့အမိဖာကိုရင်ကောင်းပစိုးစီတောနှင်းချိန်ခုလှုပ်ကြွေးသမှုပြုနေတဲ့တားကောင်းတားမွန်လူတော်ကမှာဖေရဖေးကျော်ဆောင်ရှောက်တော်မူပါအသက်အန္တရာယ်မထိမရှမခိုက်မတိုက်ပါစေနဲ့ဗျာ ဖေးကြော်လက်တွင်အနှင်းပါသဖျာတွေ့မယ်ပြီဝေးပါစီတိုက်မယ်ခလုတ်ဆုပ်ပါစီတိုးမယ်ကတင်ကင်းပါစီစိတ်ကလေးနည်းနည်းညင်နော်အမခင်းတော့တွေ့ရတော့ဒီအမောင်လေးကိုဘယ်သူတွေရိုက်တာပါလဲအမောင်လေးကိုယ်တိုင်နေပင်ထရေဝိုင်းမှာဆိုးသွမ်းခဲ့လေရောတလားသူများရွာမှာကြက်မလို့မနေခဲ့ရောတလားအတောက်သမားကြီးတသက်မဟုတ်တော့လဲအရက်ကလေးထွေလျင်အမောင်လေးဆိုးရတာတော့လဲခင်းတော့ဒီပါ යි ဒါပေတဲ့ဖေးကြော်နှစ်ပွဲမှာထရေမှုပြီးရန်ကားရလောက်အောင်အမောင်လေးမမိုက်ကန်းလာပါ ကြုံတယောက်ရဲ့ပြောကများပါရလီတော်လားလာရောက်နေမှာပဲငုတ်တုတ်ထိုင်ရင်ခင်းတောင်းတောင်းစင်ရေမရလျှောက်တွေးသည်ရှင်းနိုင်ကြီးတွေစဉ်းစားကြည့်သည်အိမ်မက်အရာတော့နမိတ်မကောင်းလားတရိယာမီတော့ငိုရပြန်သည်ခင်းတောင်းအတွေးတွေဟာမိုးလင်းလူတိုင်းထိထူထူပောက်ခဲ့ပြီး မောမလင်းတလင်းမှာချင်းရကခဲဟုဖြစ်သူလိုက်လာသည်အမအီအင်းသာမောင်ကြီးသိန်းကပွဲတော်ပြန်လှည့်ပြီးသတင်းပေးသွားလို့လိုက်လာခြင်းဖြစ်ငါတို့ရွာကနှစ်ပွဲပြန်နေကြလာတယ်ငါတိတိချင်းလိုက်လာတာကဲနင်းမှလည်းစိတ်ပူနေတယ်ရွာလိုက်ခဲ့ကြပေါ့ဟာပြီးရင်တို့နှစ်ယောက်စလုံးဖြုံမှုလိုက်ခင်မယ်သွားကြစို့ရွာလဲဖွဲ့ဦးနှုတ်ဆက်ပြီးခင်းနှောင်းတို့မောင်ကြီးသိန်းနောက်ချင်းရရွာကလေးစီလိုက်ခဲ့ကြသည်ခါတိုင်းလဲမထွက်ခင်ရွာမပြန့်ခင်နိုင်ရင်တစ်ခေါက်ပြေးဥတိုက်နေကြဖြစ်တော့လဲ အခုတော့လှဲပေါ်အားဖြင့်ခင်ထောင်းတို့ဖေးကြီးကျော်ကိုလှမ်း၍တန်တင်လိုက်ရတော့သည်ဖေးကြီးကျော်စီနောက်နှစ်နောက်နှစ်တွင်လည်းနှမများသမီးများနန်းထီနေအောင်လာရောက်ဦးတိုက်ပေးရစီအခွင့်အခါကောင်းများတနာတော်မူပါဖေဟာခင်ထောင်းကတော့ဒီစုကလေးကိုပဲလူတလောက်တောင်းခဲ့မိသည်ချင်းရင်းမြစ်ပြီးကန့်ချီကိုမြောင်၍ဖောက်ထားသောချင်းရရွာစီအသွာလေလံကတော့ဆေးပင်တွေဖြင့်ပိတ်သဲလိုနေသည်လူတန်သူတန်အတန်ချဲ့ဆက်တန်နတ်တိုးတန်ကြက်လောင်းတန် ဘွဲသိမ်းမင်းကိုခြိတန်းချော့တန်းတွေဝေး၍ဝေး၍ကြံခဲ့ပြီလမ်းမှာတော့အဝေးရွာတွေကနှက်ပွဲလာလှဲတွေတတိကြီးတွေ့ရပြန်ပြီလာသူလာသွားသူသွားလူတွေလှဲတွေကိုကြီးကျော်စီသွားလို့ပဲမဆုံးနိုင်နေအမားတို့နေကြသည့်ချင်းအရွာကလေးရောက်တော့နှက်ပွဲကွင်းနဲ့မဝေးလာပါခမင်းတစလေဦးလောက်ချက်ပဲမောင်းရသည်ချင်းအရွာရောက်တော့လင်းနေပါပြီခင်နောင်းတို့လဲဝင်လာတော့အမရွာလေကင်းတဲ့ထိကဖျက်ဖျားကလေးစီးချူရှာသည် ချစ်ထောက်နာနေတဲ့ကြာအမေတော့ပါမယ်ထင်းနေတာငါဖြစ်ရင်ချစ်ခင်တဲ့ရင်ကြလာရတော့ခေါင်းဝေးသွားတာပဲငါမောင်ကလေးဖြစ်မှဖြစ်ရလေအေးဘယ်လိုဖြစ်သွားသေးတော့စိတ်ပူရချက်တော့ချေရရွာမှာခင်တော်တို့ခါတိုင်းလိုတနေကုန်မနေနိုင်တော့ပဲတအောင်နဲ့ပြန်ထွက်ခဲ့ကြသည်အမအတူအခင်တို့အသေးဥသခုကလေးတွေကိုမိဘများနှစ်စဉ်ကြောနေကြမှုကိုကြီးကျော်ပွဲပြန်တိုင်းချေရရွာကိုခင်တော်တို့ဝင်ရသည်ငယ်စရာဖြုံမှုတော်ကြောင့်ဆရာတော်ကိုလည်းအမကနှစ်စဉ်လူတန်းနေကြဖြစ်သည် ဒီလိုသိနေပေါ်ချိန်ပေါ်ဥပေါ်ပြတစ်နှစ်တခါဆိုသလိုရဟန်းတန်ကလူကြီးမိဘဆရာသမားများကိုရည်စူးလူတန်းတကြသည်မှလည်းခင်တော်တို့ကျွမ်းနေများတလိဖြစ်ပါ၏အမားတို့ချင်းတွင်မြေကမ်းပြီးရွာစဉ်တလျှောက်တစ်ခင်းတွေဟာမြင့်ွေရလိုလားမသိပါခင်တော်တို့ကျွမ်းလေရွာတွေထက်ပို၍စိမ့်ချူသည်စိုက်ခွင်းစိုက်ွက်တွေပိုများသည်အမမှာမောင်ကြီးသိမ့်မိဘများဖြစ်သောရောက်ကမရင်မောတက္ကစီဝင်လို့ရသူမှမပူပင်မကြောက်ကြနေရပါသည် မောင်ကြီးသိန်းမှာတောင်သူကြီးသသားသမီးဖြစ်ပြီးတဝမ်းတစ်ခါကုန်းကုန်းယုံယုံလှုပ်ကျွေးမိသူမှုအမအိုမောင်ကြီးသိန်းနဲ့နှစ်ဖက်မိပါသဘောတူပေးစားလိုက်ခြင်းပဲဖြစ်၏။ရွာအပြန်မှာတော့အမပါပါလာသည်။ခင်နောင်။မညီမဝေချင်သားများကိုဆေးရောင်ဝေခဲချမ်းခဲ့ရရလား။ဝေခဲပါတယ်မမရဲ့။ကျုပ်ဖြင့်အမောင်လေးတို့ပဲပူးနေရတာ။ခင်နောင်ကအမသားတူလေးနှစ်ယောက်ကိုချီးပွေ့ထားရင်းအမောင်လေးနဲ့မဖူးငုံအကြောင်းတွေကိုအမအားပြပြနေမိတော့သည်။ အမကတော့ရွာရောက်လျင်မဖူးငုံကိုပြောင်းသွားမိပြီဆိုဤဒါကလည်းရွာစီရိုက်ဖြစ်သည်တောသူတောင်သားများပြီးပြီးမတင်မကြဝေးဝေးလဲလဲလှုပ်တာမျိုးကိုမကြိုက်ကောင်းကောင်းဆူဆူတင်းတင်းပပရှိတာကြိုက်သည်ဖနဲ့ကိုတော်သူပဲဟာတလင်တယောက်ကြိုက်လိုက်စမ်းပါပေါ့တထေးယူယူခွေယူယူခုတော့သူဟာ TV ကိုမင်းသမီးခိုက်ဖမ်းပြီးကြီးစားများခြင်းရသေးတယ်တော့ငချစ်ခင်လူရိုက်ခံရတာဒင်းကြောင့်နေမှာပဲငါမောင်သားတစ်ခုကိုဖြစ်လို့ရတော့လားတောင်မှထမိန်ကလနာချင်းချီဆွဲပလိုက်စမ်းမယ်ဟွန်း အမသည်လည်းမောင်ကြီးသိန်းနှင့်ကိုကြီးကျော်ပွဲလာရင်တွေ့ခဲ့ကြခြင်းဖြစ်သည်တယောက်နှင့်တယောက်ရင်းငန်းမိမိဘများကိုဖွင့်ပြောကနှစ်ဖက်မိဘသဘောတူတောင်းရန်ပေးစားခဲ့ခြင်းဖြစ်သည်ကနောင်းတို့နယ်တွင်တလင်တရီစာညားကြတာကိုလူမှုရေးဂုံယူစရာသဘောထားရကြသည်။အိုဒီနာကလေးမိခင်ဖြစ်သည့်တိုင်ညီစာများသော လက်ရှိအပြုံမင်းကလေးထက်ဂုံရှိနေကြသည်သည်။ဒီကုံကမျိုးရိုးစင်စက်အထီတော်လိုက်တတ်သည်။အမသာညီစာများရဲ့သူဖြစ်လျင်ညီမဖြစ်သူကနောင်းကအလိုလိုအေးရောရတော်သည်။ ဒါကြောင့်လဲခင်တော်တို့ကြီးတော်နေမိန်းကလေးအများစုမှာကြီးစားတနာထားဖြစ်ကြဖို့ခဲရင်တကြသလိုဒူးနဲ့ဒူးချစ်ကြကြကြပြီဆိုရင်လဲကြီးကြီးပြူပြူယူလိုက်ကြသေးတာများဤမိဘသဘောတူလို့သူကမှယူလက်ခံကြသည်မိဘသဘောမတူဘဲခုရလိုက်ပြေးတဲ့ဆိုရင်ပင်ဒီမိန်းကလေးကိုမင်းငေါ့ခြင်းချင်းမဖူးငုံလို့လှသလောက်မျက်နှာများခြင်းမျိုးကိုအတိုင်းဝိုင်းကအင်တင်တင်လှုပ်ချင်ကြသည်သို့တော်မဖူးငုံကဘယ်သူနဲ့ရဲ့လို့အချာမချာတမိကြီးစားဖြစ်လေခြင်းရဲ့လို့လည်းမဟုတ် ကိုရင်သိရွာကြရင်ကြုတ်ကူထားခဲ့ပြီးတော်ရေးစကြိုးတော်ရနဲ့လိုက်သွားအောင်အေးပါဟာနင်ဝင်ကြီးစလဲလေးနဲ့ကြောင်းသာငါအပြင်ချင်းရနေတော့ပြေးလိုက်ချင်သေးတာဟုတ်အမနဲ့အကြောင်းပါတော့လဲမောင်ကြီးသိသိခင်နောင်းတို့မိသားစုပေါ်ဆွေသိမျိုးစိတ်တွေအသွေးအသားပေါက်စီးဆင်းနေတော့ဤအမနဲ့နှင်းရွယ်ပြီးတော့လဲချင်းရရွာလေးတွေပင်ခင်နောင်းတို့အတွက်ဆွေရွာမျိုးရွာဖြစ်ရပြန်သည်ဒီလိုနဲ့ကျွံ့ရွာတွေချင်းချင်းပိုက်ကွန်ချက်အကွက်ချင်းရှက်တယ်လို့ တန်ရောစဉ်အနှောင်ဖွဲ့တွေဖြစ်ကနှစ်ရတရအကူလူရှိကြရတော့သည်ရွာရောက်တော့အမားတို့မိသားစုပါလာသဖြင့်အမေရဝမ်းသာအားရပြေးကြူရှာသည်ခင်နာမှာတော့လဲဘောကအရင်ခုံစင်းကအမေရင်ဝင်နဲ့ခေါင်းထိုးဝင်ဝင်ငုံမိတော့အမေရရင်မတ်ပေါ်လက်ဖျင်းသမီးကိုစိတ်ပူနေပုံပေါ်သည်ခင်နာဘာဖြစ်လာသလဲချစ်ခင်ဟာရောမောင်ကြီးသိန်းနဲ့အမကပဲအကျိုးသိအကြောင်းစဉ်သိသလောက်ဝင်းရှင်းပြသည်အမေကိုယ်ကလေးတောက်မှတ်သွားကဖះကိုတတော်သည် အရေးကြုံလာတော့လေရှင်တော်မြတ်ဖရာကြီးကုံတော်ကျေးဇူးကိုသာကြီးမြတ်ကြရစမြင်မဟုတ်လားအမေရကောင်းတဲ့တပတ်ကလေးနဲ့မျက်ရည်တွေတုတ်ကတို့ကဟီးချလေဤအမလေးထင်တော့ထင်တာငါမပိုင်တော့တခုခုဖြစ်မှာပဲလို့မနေရမောင်ကြီးကျော်လှမ်းပါတာတော့တပြေဟုတ်ကြွက်ွဲသွားကလေးကစိတ်ထဲတထင်ထင်နဲ့ဟဲ့ဖြစ်ရလေဖြစ်ရလေအပြောမတတ်တော့ဆဲသလိုဆိုတာဟုတ် ငါသားကငှက်ချစ်ခင်ဒီပြောတဲ့ကြောင့်မခံချင်သူကရိုက်လိုက်တာပဲနေမှာ gain ရေတချို့လိုက်ကြရအောင်အဖေကတော့ယောက်ျားသားပြီးပြီးဘာမှတော့မပြောမျက်နာတော့မကောင်းပါဒီရန်ခင်တောင်းတို့ရွာမှာရေတချို့ရောက်ဖို့ဆိုတာအနည်းဆုံးထောင်းတော့နှစ်ရင်းနှမော့အဲ့ဒါလောက်ကြသည်အင်းကနွားတွေပွဲပြန်ပန်းလာတဲ့ပြင်တခြားလှဲနွားကိုငှားသွားရသည် ရွာမှာမြောက်ဆူဆူတာကောင်နမော့ရွာတွေဘက်မှာအဲ့ဒီကမှအနောက်ထိုလိုချိုးချရသည် ချင်းရင်းမြစ်စိတ်ကန်းစင်ချီရရွာရောက်ဖို့ပင်တဲချင်းတောင်ကုန်းလေးဖြတ်ကြရတာမှအကြာကြီးတဲဘူးတောင်ဘူးဒူဒီတဲကြီးကိုကလှဲပင်တဝက်နှစ်တီပြီးမှမော်တော်ပြင်တဆင့်ချင်းရင်းမြစ်ကိုဖြတ်ကူရသည်ဒီတော့မှဟေတကျိုးမျိုးကိုရောက်၏အမောင်လေးဒီကန်းကောင်းထောက်မှစွာဖြင့်ခြေလက်မကျိုးမကန်းမသေးမပြောက်တော့လဲခေါင်းလင်းကားကျချုပ်ရသည်ပခုံးစစ်ဒုတ်ချက်ထိလို့ပတ်တီးစီထားရသည်ခါောက်ပိုင်းအထိနာခဲ့တော့ခြေတော်ကောင်းကောင်းမထောက်နိုင် ။အမောင်လေးစေဝါချင်းလာတော့လဲဘောကပွေချကြရသည်။ကိုကြီးညိုသည်ပင်ရွာအထိပါလာခဲ့သည်။အမောင်လေးကတော့ကိုကြီးညိုကိုကျေးဇူးတင်လို့မဆုံးတော့ပေ။ဖြစ်သည်ဆိုကြတဲ့ကသူ့အနာမှာမအိမ်မစားဆောင်ရှောက်ခဲ့သည်ဆို၏။လူတယောက်ကိုကျေးဇူးစကားပြောဖို့မရတော့အမောင်လေးကကျေးဇူးစကားတွေအထက်ထက်ဆိုတော့ခင်နောင်းမင်းအံ့ဩမိရသည်။ခင်နောင်းကလည်းကျေးဇူးတင်ပါတယ်တော်ရဲ့။ ရွာလုံးကအမောင်လေးတင်းလာမိသူတွေထဲမှာအမောင်လေးအမြော်ဆုံးမဖူးငုံလဲပါသည်သူစန်းနာကတော့မဖူးငုံသည်မနေ့တစ်ခါညတစ်ခါဆိုသလိုအမောင်လေးစီကိုလာပြီးခွကြီးဝင်ငယ်ပြုစုနေခြင်းပဲဖြစ်သည်အမောင်လေးကတော့ကိုယ်ဝေဒနာကိုပဲမေ့လျော့နေသည်ထင်ခါတိုင်းလိုလဲအလိုမချသည့်တိုင်းခင်နှောင်းကိုငေါလာငန်လာမလုပ်တော့ပါလူတွေပေါ်မှာလဲဆက်ဆံရေးတွေပြောင်းလဲလို့လာပါမကောလားအမောင်လေးကိုပြောင်းလဲပြလိုက်တာထထောတဲ့လူရိုက်ခံရလို့ပဲလားဒါမှမဟုတ်မဖူးငုံရဲ့ချက်ချပါပါမြစ်တာတရားကြောင်မေးပြလား ခင်နာမခွဲရပါအမောင်လေးကိုရိုက်သူတွေဘယ်သူတွေဆိုတာကိုလည်းအမောင်လေးကိုယ်တိုင်မသိဘူးဆိုသည်အမောင်လေးပေါ်မှာမဖုံးကုံစိတ်တွေလုံးလုံးညွတ်ကြလာအောင်လှုပ်ခဲ့သူလူရိုက်တရားခံဟိုပင်အမောင်လေးကကြိတ်ပြီးကျေးဇူးတင်နေလျော့သလားခင်နောင်အပါဝင်ဆွေရည်မျိုးရည်တွေကတော့မဖုံးကုံကြောင့်ဒီလိုဖြစ်ရတာလို့တတိချယူဆကမဖုံးကုံကမဲကြသည်အမကတော့အမောင်လေးကိုရိုက်တာဇာလေးကိုသိန်းတန်လို့အုပ်စုပဲဖြစ်မည်ဟုကြောင်မင်းဆွဆွဲလိုက်သည် ကိုသိန်းတန်ကိုယ်တိုင်မဟုတ်တော့မှဒင်းလူတွေနေမှာပဲလို့လည်းဆို၏ အမကဒီလိုပြောနေတော့အမောင်လေးကမဖုံးကုန်အနေခက်မှာစိုးရိမ်မုန်ရသည်။ငါငါထရေဝိုင်းစကားများကြတာပါဟာ။နွားဆရာနဲ့ဘာမှမဆိုင်ပါဘူး။ဒီလူလားငါ့ကိုရိုက်ဝယ်မှာ။လူကလူနှုတ်ရဲ့ဖုံးကုန်နေလေဒီကိစ္စဘာမှမဆိုင်ပါဘူး။စိုးတဲ့ဟာကိုနင်နှုတ်ရလေ။အမနဲ့နှမလို့သူကတကြီးကြီးတခြားကြားလို့လုံးတော့အမောင်လေးကမဖုံးကုန်ဘက်ကကာကွယ်နေလိုက်သည်။အမေကတော့မဖုံးကုန်ဘာမှမပြောပါ။သူသားလူပီလူကကြီးခြေရထောင်မောင်ဝဲကောင်ကို ကိုနောင်ကန်အပြူကြောမဖူးငုံကိုရိုင်းလာဆောင်ချဖို့ရနေတာကိုပဲကျေးဇူးတင်ခုံယူနေလိုက်သည်ဖူးငုံလိုရွာကိုနောင်ကန်ကကြိုက်တယ်ဆိုလို့ကတော့ငါသားနဲ့သဘောမတူလဲရှိပါမလားဖူးငုံကရုပ်ချောတော့တယုတ်တည်းလှုပ်ချင်တဲ့သူပေါ်တာပေါ်ဟဲ့ဒါပေတီဆရာလေးကိုသိမ့်တယ်လို့လူသားတော် तू ကလှမ်းချပြလိုက်တာရဲ့ဣအားကမလို့ပြီးတော့ဖူးငုံကကိုရွာသူတယောက်ကြောင့်တယောက်အတွင်းတိအစင်းတိဆွေကုံမျိုးကုံလည်းရှိတယ်ချစ်ခင်တဲ့ညီခံရင်ပြီးတာပဲ ပြောတာပြောရတာပါ යි ငရုဝင်ကလူကလည်းကြောပူချင်နေတာပါအမေရသဘောတူသည်ဆိုတော့လေအဖေအပါဝင်ခင်ဗျားတို့ဘာမှမပြောတာအဖေကတော့ငိုကလေးကအေးအေးနေတဲ့သည်ယောက်ျားဆိုတာဘသူယူယူလွကျွေးမာကြီးဟုသဘောထားသူဖြစ်သည်မဖုံးကုံတို့ဘက်ကလည်းအမောင်လေးနဲ့သဘောတူသည်ဟုအတန်ပြစ်လာသည်မဖုံးကုံတို့ကခင်ဗျားတို့လောက်မြေယာပစ္စည်းမကြွယ်ဝတော့လေဆွေမနေမြူမနေဖြုံမှုရွာစင်းမြင်များဖြစ်ကြသည်ခင်ဗျားတို့နယ်မှာဆွေမျိုးညာတာကအများကြီးနေလေ ဂုံတမျိုးဟုခံယူရကြသည်။ချင်းမျိုးများတော့အင်အားများသည်။အမျိုးများတော့တကိုးထွားတာပေါ့ဟဲ့ဟုပြောရကြသည်။မဖုန်းကုံကမတော်ဝါသေးသည့်ရောင်မများကိုလေးပြေးကလေးထိုးကထိုးကမျက်နှာကျူသေးတော့လေအမကိုယ်တိုင်ပင်ပျော်ပြောင်းလာပုံရသည်။ခင်နောင်ကတော့အငယ်မှုဘာပြောရမှာလဲ။ပြေတော့ထူးဆန်းတာမဖူးကုံဆက်ချင်းပြောင်းလဲသွားတာဟုတ်ပဲဖြစ်သည်။ငကူကအမောင်လေးပိုးပန်းနေတာသိတော့လဲချင်မောင်မင်းထိတ်ဘူးစိတ်ကူးတော်မထဲ့ဘူးဆိုသည်ပုံမျိုးနေရတာခင်းနှောင်းသိသည်။ ဒါအောင်မဖုန်းကောင်ရင်းပြီးတော့စကားအကြောင်းရောက်တဲ့အခါသူ့သဘောကိုတွင်တွင်ကြီးပြောတော့ရေးကျုပ်ကမျက်နှာများတာမဟုတ်ရပါဘူးမမခင်ဦးရဲ့ကျုပ်တသက်ရသသနာရဲ့လို့လည်းလက်ညှိုးထုတ်ပြရလောက်အောင်မထားခဲ့ယူအမှန်ပါဆရာလေးကိုသိန်းတော်စိတ်ကတော့ရင်းမိတာအင်လာနေကြဟာတွေရလေအလိုက်တင်ဆက်ဆံရတာပါမိနယ်ဖာနယ်နေရတာဆိုတော့မရမ်းညင်တာလဲပါတယ်ဆရာလေးကိုသိန်းတော်ယူလို့ဘာလို့ ਆ မှာတော့နွားတော်ဖြောက်အောင်မချိတတ်တဲ့ဟာ ကိုအာမြင်နေနွားနဲ့ဖက်ပြီးလှုပ်ရှားရတဲ့တောသူတောင်သားတွေထုံဟဲရက်ဟဲစိုက်ဟဲပြိုးဟဲထမ်းဟဲပိုးဟဲနဲ့လုံနိုင်တဲ့လူရေကိုင်းရင်ပြည့်တဲ့လူယူးမှတစ်တလုံးကိုအာမိရမှာမှုတ်လာတော့မြို့သားယူပြီးမြို့လိုက်သွားမှာများတော့လေလုံနိုင်မအောင်အေးဒါကြောင့်နှစ်ပွဲသွားတဲ့နေရာပဲကိုချစ်ခင်ပေါ့ကျုပ်လုံးလုံးကြီးစိတ်ထုံးထုံးချလိုက်မိတာပဲတော့ကိုချစ်ခင်ဖြစ်တဲ့ကြတော့ခင်တော်တို့အထင်လွဲမှာဆိုလို့ကြားရတဲ့ငိန်ခံနေခဲ့ရတယ် မဖူးကုံမှာအနေမတည်မျက်နှာမတည်ခဲ့လေတော့ရေစားများများသည့်တိုင်ဖူးဖူးညွန်ညွန်တနေရင်နေရမည်အစားကုနောင်ကန်အလှပကြီးတံမဲရောင်းမလောင်းတွေကိုအထက်ကျွကျအောက်ကျွကျစကားတွေဆိုနေရရှာသည်ဒီလိုဆိုပြန်တော့လဲခင်နာမင်းနင်းမဖူးကုံစေးတက်ကိုချိန်၍အားချလိုက်မိသည်သည်အမောင်လေးကလက်ယုံရှင်မှုအိမ်နောက်ဘက်ရွေးလိုက်တာလဲလားမိမသားများဖို့တတလုံးမိကိုအားထားမည်ခင်မွန်းဆိုတာကြာကြာရရရှိဖို့ရောက်ကြပြီသားဖို့ရာသက်ပန်ကျင်နာဖို့လိုရာမဟုတ်လားဒါဆိုကိုကြီးညိုဟာရော ခင်နောင်အကူအထားပြုနိုင်ဘူးပေါ့မုတ်စီကျော်ကဘယ်မှာရင်မသိမင်းကလေးပြပြီးခင်နောင်စိတ်ကူးကလေးဖြတ်ခနဲရင်လိုက်မိသည် ောင်လေးကိုတလျှောက်လုံးရွာပြစ်အိမ်ပြစ်ချွဲပြစ်နွားပြစ်ကူညီခဲ့တော့ထတော်ရွာသားကိုကြီးညူတရားမထင်မှတ်ပဲခင်းနှောင်းတို့ဤမှာတောင်းတင်နေခဲ့သည်။တင်းနံသေးရင်တန်လန်အလုတ်လက်စာတွေကိုအမောင်လေးမလုံနိုင်တော့ကိုကြီးညူဟာဂုံးငါဂျုံးငါလုတ်ကင်ပြေးခဲ့ရှာသည်။အဖေရှိတော်လည်းအဖေကိုယ်တိုင်ကမလုံနိုင်တော့တာကြာပြီ။ရေစကြိုဆေးုံကအစင်ထတော်ရွာကိုပင်တစ်ခေါက်တစ်ချင်းမပြန်နိုင်တော့ပဲပဲသိန်းနှံကိုင်းဆေးရွက်ကြီးတွေပုတ်သွင်းကြည့်ကြစနစ်ကြအောင်လက်ကြောတင်းတင်းလုပြနေတော့အင်အားလည်းကြီးကြီးပြူးပြူးထားထားကြတာပါပါသည် ရည်သူကျူမျိုးကံပွဲရုံတွင်စီတင်းနံနေသွားရောက်ပေးသည့်အထီးကူညီခဲ့သောကုကြီးညိုကိုအမေရသဘောကျလို့မဆုံးတော့ဖះဆိုရင်ဒီကောင်တို့ရင်ရကောင်ထက်တောင်အနှုတ်အသိမ့်တွက်တဟာလို့ချီးမွမ်းနေသေးတော့ဤကုကြီးညိုကလည်းစကားကြီးစကားကြားနှက်ဆက်ရုံမကချေချေငန်ငန်လေးရှိသည်မဟုတ်လားငါတို့ကြည့်ကြည့်ပါပဲကွယ်အယူတို့မှာဒေသကလေးအားကုန်နေကြတာ သူခုလိုဖြစ်တော့အကြီးတို့မှငုတ်တုတ်ထိုင်ခန်းနေရမယ်ဖြစ်။ဟွန်းပြောရတာအာရုံနာတာဖြစ်နိုင်လာမယ့်နှစ်တတိတော့အကြီးတို့ကူးစီခြင်းနဲ့နေပါဦးမြင့်နွားတွေမွေးထားဆိုအခုတော့ဖိနေလို့ထားခဲ့တာတော့ကိုကြီးညူသည်သူ့အလုံးဝင်စားထတော်ရွာကအလုတန်းလန်းတွေတင်းနေဖို့ဝတရားကလည်းရှိနေသေးတယ်။နွားတွေကိုညီဝမ်းခဲတယောက်နဲ့လွှဲထားသည်ဆိုပြီးနွားတွေကအဖက်မွေးမှုနွားရှင်နဲ့သူတစ်ပတ်စီပိုင်ကြတာမျိုးဖြစ်သည်။ အမေရကိုကြီးညိုတွင်စားလောက်တောက်လောက်ရောမကပူပူရှန်ရှန်ကလေးကြိုပေးရင်အလုတ်ဆင်ရန်တက်လိုက်လေ၏ဒီလိုနဲ့ကိုကြီးညိုတရားခင်နောင်းတို့ရင်မှာသရင်ငါးတစ်ပိုင်းဖြစ်မှန်းမသိဖြစ်လာခဲ့တော့သည်ခင်နောင်းကတော့မျက်စိရှိမှပင်ပြောင်းလဲဖြစ်ပြလာသည်လောကအကြောင်းတွေကိုအိမ်မက်လို့သာထင်မြင်နေမိ၏ဒီအိမ်မက်တွေကိုကိုကြီးချိုကပဲဖန်ဆင်းခဲ့လေသလားဘယ်တော့မှလူဘူးလူငါသရင်ငါရဲ့လူမထားခဲ့ဘူးတော့ခင်နောင်းတို့အိမ်မှာကိုကြီးညိုဆိုသည့်တရားသားကဆက်ဆက်မြဲမြဲကြီးရောက်လို့လာပါဘကော ခင်နောင်းတို့ခြံတောင်းဟာနွားတင်ကိုခြေတန်းရှိတဲကလေးအပေါ်ရက်ကပဲမော်စင်သည်ပင်ကုကြီးညူကြီးတကူကြီးတကာရအင်ကီဟာဖြစ်လာခဲ့သည်အဖေကအမောင်လေးနဲ့အတူအိမ်ရောက်ထပ်မနေဖို့ပြောတော့လဲကုကြီးညူကလက်မခံပါအဲ့ဒါလို့သူမနေတတ်ဘူးဟုဆိုကတွင်တွင်ငင်းခဲ့သည် နေဝင်နဲ့နေထွက်တနေ့ကုန်ရတဲ့အချိန်နဲ့နေဘူးသေးသေးတွင်ထွင်ရင်းငင်နေတတ်သောကုကြီးညူကိုခင်နောင်းတနာနေမိရသည်နွားထွန်ရီခက်ချင်းပေါအောက်ခြေတင်အလုပ်တွေစီကားစင်ကလောက်ကင်ပေးနေသည့်တိုင်သူကြည်ရတာပြင်းပန်းမှုမရှိ တကယ်တော့အမောင်လေးကိုကူညီချင်တာထက်တရင်ငါကလိုချင်တာထက်ခင်နောင်းကိုချစ်ခင်ဆွဲလန်းတာကပုံမြင်မှန်းအပြူမရန်အရွယ်မကတော့တော့ခင်နောင်းသိပါ၏ယောက်ျားသစိန်တယောက်နဲ့လက်တကန်းအကွာအတူနေရထိုင်ရတော့လေခင်နောင်းမှာရေချိုးရေခက်ကအစာအနေထိုင်ချင်းကြုံရသည်တမင်ဟင်ခုခက်ကျွေးရတာလက်ကင်းကိုင်းကင်းနဲ့ကိုတမင်နောင်ဖြတ်ပို့ရတာရင်ွေးကြံစကားတဲရတာကအစသတိလေးချက်ချက်ရဲရဲထားရသည်မဖူးငုံကလည်းဝင်းထွက်နေတော့မင်းကလေးချင်းအတင်းစီးမခံချင်း ညတရေကလေးရှိကျင်တော့မှခင်းနောက်အနေတီးပြနေရသည်အိမ်လုပ်တွေတင်းကျုံလို့ရင်ကိုကြီးညွန်နဲ့မျိုးလုံးချင်းစုံနာတွေများလာတော့ခင်းနောက်ရင်ခုံရပြီအမေတို့ရှိမှတော့ခင်းနောက်ကြောင်ကလေးလိုနေပြရသည်မွေးခွဲကြောင်ကြီးထိတ်မှအမှန်မထင်ဆုံးတွေ့ခဲ့ရတော့လူညူရောင်ကိုကြီးညွန်တရခင်းနောက်တို့အိမ်မှာတင်းငါဖြစ်လာလိမ့်မယ်လို့ခင်းနောက်စိတ်ဖြစ်မင်းမထင်ရခဲ့ပါဘူးခုတော့လေအတနာတွေပို့ခဲ့ရပြီတို့ပါနဲ့မင်း တင်ရှိပါတယ်ရှင်။အပိုင်း၉ကိုလည်းဆက်လက်ဆောင်ရွက်နာဆင်ပေးပါအောင်နော်။